အဲဒီကနေ့အလုဒ္ဒယကာယေဥတုရညောအလုဒ္ဒယကမာယီဒေါနိနီကိုတာယရဏမောင်ကျော်မင်းသူတမိယရဏမဆုမြတ်လို့ဝေမိသားစုအပေါင်းပရောကောင်းတို့ဤနေအိမ်တွင်အလုရှင်မိသားစုအပေါင်းပရောကောင်းတို့မှဆွမ်းခဲဝေဘောဇင်နှင့်တကွနဝကမ္မ အဆရှိသောလူဝဲပစ္စည်းအသီးသီးတို့ကိုလှူဒန်းရာချိန်ခါတွင်အလူရှင်မိသားစုပေါင်းတော်ကောင်းတို့နှင့်အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားခိတခနာကျေးဇူးပြုပေမဲ့တရားတော်မြတ်ကနေရေတည်ရေအရေးကြီးသည်တရားတော်လို့မှတ်သားပါဒီတရားတော်ကိုမဟောကြမနာကြခင် အလူရှင်မိသားစုတွေနဲ့အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ကိုမေတ္တာပို့တန်သောအဖြစ်ဗုဒ္ဓဩနနာဂါထာဖြင့်ဓမ္မတပင်စတင်မှဖြစ်ပါれအယုံတစ်ပါးစိတ်မသွာပေနာယူကြည်ညိုကြရအောင်မာရာဒီဗလဝိတန်ထာဂုံဒါနာနာဝိတာဝုဒာ လေဇာမာနိညာဝေတိနာဇိနာပါတိနတာတဝံဣဒိနာသစ္စာဝဇိနာဒုခိတာဟွန်တုတာတဝေမာရာရိဝလာဝေတ္ထာမမင်းဆရှိကုံသောယန္တရောခပင်းတို့သည်ရှိသမျှအာခွန်ဗလာတို့ဖြင့်စွမ်းကုန်ပြင်းထွန်းရကုန်သောနာနာဝီရာ အထူးထူးထွေထွေအားဖြင့်စံကြယ်အောင်ပြုလို့စီရင်၍ထားကုန်သောအာဝရာတာလန်လီမြာဆရှိကုန်သောလက်နှင့်တို့သည်ကုန်ထားစွန့်တုံကုန်သည်ဖြစ်၍လေဇာမနာဖျားလောင်းတော်ဤထံမောက်သို့ ကြံထံသောဓာလန်လီမြာလည်းနဲ့ဟူသောအသွင်တန်ထံဖြင့်ဝင်ရောက်ရမည်ကို ရှက်ကြောက်ကြကုန်သောကြောင့်အညာဝေတိနာဓာလန်လီမြာလည်းနဲ့ဟူသောအသွင်တန်ထံမှတမျိုးတခြားတပါးသာဖြစ်သောပံပေါပေါမွေးနှမ်းသာတည်ဟူသောအသွင်တန်ထံဖြင့် စီနာအောင်တော်မူမြတ်စွာဘုရားတဝါရှင်တော်မြတ်ဘုရားဤပါတိခြေတော်ဆုံးတို့ကိုနတခိုလုံးဥခိုင်၍ဖူးမြော်လိုက်ကြပါကုန်၏ရှင်ဘုရားဤဒီနာသစ္စာဝစီနာဤတို့မံမင်းဆရှိကုန်သောယံတော်ခပင်းတို့သည်ပြည့်ခွင်အကုန်သောဌာလံလီမြာဆရှိကုန်သောလက်နှင့်တို့ဤ ကျန်ထန်သောအသွင်တန်ထန်ကိုဖြောင်း၍နူးညံသိမ်မွေသောပန်ပေါင်ပေါင်မွေနှံသာတိဟုသောအသွင်တန်ထန်ဖြင့်ဝိညာဉ်ခိုလုံးဖူးမြော်ဥခိုက်ခြင်းတိဟုသော သစ္စာစကားကိုဤယနေ့ဤနေ့၌ဤမြတ်ဆိုရလေသောကြောင့်သာရောမိမိတို့တဆွမ်းသမျှသရဆွမ်းဆက်ကလူတိုင်းဘောရကြပေကုန်သော အလုဒါယကံဤဥဒူရညောအလုဒါယကမဤဒေါနီနီကိုတာယရဏမောင်ကျော်မင်းသူတမိယရဏမဆုညံ့လိုဝိနေမိသားစုအပေါင်းဣတိယဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းဖယားသားတော်တမိတော်အပေါင်း သွေတော်မျိုးတော်ပေါင်းတော်ကောင်းတို့သည်ဒုခိတာကိုစိတ်နှင့်ပြပြီးယံကွာ၍ကျမ်းမာချမ်းသာခြင်းရှိရကုန်သည်ဝန်သာလမ်းဖြာခြင်းရှိရကုန်သည်ဟွန်တူယခုစွာတဲ့သစ္စာစကားနှင့်ပို့လို့အပ်တဲ့မေတ္တာတတ်အရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငှား ကျမ်းမာချမ်းသာ၍ဝန်တာတော်မူနိုင်ကြပါစေကုန်တည်းเอดิกนี่อลุทายกายอุตุราญญ์อลุทายกามายดอนีนีโกรุมีตาสุรีเนี่ย ဘုံဘုံရဲ့ယဟန်တကယဟမမိသားစုတွေစွန်တကစွန်မမိသားစုစုတွေနဲ့အာလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုဒီကနေ့ပြောပြပေးချင်တာကတော့တီရီနီရီအရေးကြီးသည့်တရားတော်ဘာတရားလဲတီရီကလည်းပဲအရေးမကြီးဘူးလားအရေးကြီးတယ်တဲ့။ဏီကောအရေးမကြီးဘူးလားဆိုတော့အရေးကြီးတာပေါ့နော်။ ဲ့တော့တည်ရေးလဲအရေးကြီးတာပဲတဲ့နေရေးလဲပဲအရေးကြီးတာပဲအဲ့ဒါလေးကိုဘုံဘုံတို့ခဏခဏဟောရတဲ့တရားကလေးကိုပဲတာရကပြပြီးတော့ပြောပြပေးရမယ်ဆိုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတုန်းကမန္လိကမိဖုရားကြီးရဲ့အကြောင်းကိုပဲခဏခဏပြန်ပြောင်းပြီးတော့ပြောပြပေးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် န္လိကမိဖုရားကြီးဆိုတာဖုရားသာသနာအလွန်အင်မတန်မှကြီးညိုတဲ့မိဖုရားတွေကနေတပါးပါပဲအဲ့တော့ဘလောက်တိအောင်ဖုရားသာသနာကြီးညိုတယ်လေလို့မြည်ရင်နေ့စဉ်နေ့စဉ်နန်းတော်ထဲမှာတန်ဃာတော်အရှင်သူမြတ်ဒီကိုဆွမ်းခဲဝယ်ဘောဇင်ကြီးဆွမ်းခဲဝယ်ဘောဇင်ကြီးကိုနေ့စဉ်နေ့စဉ်လူတန်းနာကိုကတန်ဃာတော်အပါး900ရှိတယ် တက္ကံဤဥဒ္ဒရာညွန်းတို့တက္ကမဤဒေါနီနီကိုတို့မိသားစုဤအခုဒီကလေးဆွမ်းခဲပွဲပေါ်စင်ဤစက္ကလူတန်းတလူမန္လိကာမိဖုရားဤတို့လူတန်းနာဟာနေစဉ်နေစဉ်ကိုပဲတန်နာတော်အရှင်သူမြတ်ဒီဘလောက်ရှိတယ်900လောက်ရှိတယ်အဲ့တော့ယခုကဲ့သို့အလူမျိုးနေစဉ်နေစဉ်လူဒန်းနာတန်ခါအပန်းငါးရာကနေစဉ်ကိုလူဒန်းနာ အကြောင်းကျိုးညီညွတ်တဲ့အခါမှာမိမိတို့လူဒန်းနာမျိုးမဟုတ်ဘူးနေစဉ်လူဒန်းနာကိုတန်းနာတော့အပန်းနာရရှိတယ်။အဲ့တော့မန္လိကံမိဖုရားကြီးတို့ရဲ့သရတရားကိုခံမှန်းပြီးတော့လေးစားလို့ကြည်ညိုလို့မရဘူးလား။မရပါဘူး။ဒါရင်မဲလားဆိုတော့ဖရာသာသနာမှာတဲ့အဲ့တော့တိုင်းပြည်နဲ့မန္လိကံမိဖုရားကြီးတို့နဲ့ရှင်ပြိုင်ပြီးတော့လှူကြတယ်လို့ပဲပြောရမှာပေါ့။ တိုင်းသူပြည်သားလူအများတွေနဲ့အဲ့တော့ရှင်ဘရင်နဲ့ရှင်ပြန်ရင်ပြီးတော့လှူတဲ့အခါမှာမလိကာမိဖုရားကြီးတို့ကဒါအနိုင်ရတယ်ပြောရမှာပေါ့တိုင်းပြည်ကိုကြော်ပြီးတော့လှူနိုင်တယ်အဲ့ဒီလိုလှူနိုင်တဲ့အတွေ့အကြောင်းတိုင်းပြည်မှာမလိကာမိဖုရားကြီးတို့လှူနိုင်တန်းနိုင် သာသနာပြုနိုင်တဲ့ပုံကိုမလိကာမိဖုရားကြီးတို့လိုလှူနိုင်တဲ့ပုံကိုဒီတိုင်းပြည်မှာမရှိဘူးတဲ့သူတို့သာလျှင် အလှူဆုံးပဲ သူတို့တားလေအကြီးကျယ်အလှဆုံးပဲတကြောင်နဲ့အဲ့ဒီအလှကိုအတတိတာဌာနာလို့ခေါ်တဲ့ပါတယ်လေတတိတာဆိုတာကတော့တူတာပေါ့သူများတွေလှူတယ်လို့လှူတာမျိုးကိုတတိတာလို့ခေါ်တယ်အခုအဆိုတဲ့စကလုံးလေးတစ်လုံးထည့်လိုက်တဲ့အခါကျတော့အတတိတဆိုတော့ဘသူနဲ့မှမတူတဲ့အလှတဲ့ဒီတိုင်းပြည်မှာသူတို့ဟာအလှဆုံးပဲတဲ့ သူတို့လောက်လူနိုင်တန်းနိုင်သာသနာပြုနိုင်တဲ့ပုံကိုမရှိဘူးသူတို့ဟာအကြီးကျယ်ဆုံးအလူကိုပေးလူတဲ့ပုံကိုပဲဆိုတဲ့အဓိဋ္ဌိမျိုးနဲ့အတ္တိသာဌာနာလို့ခေါ်တာဘာပါလဲအဲဒီတော့တိုင်းပြည်မှာသူတို့လောက်လူတဲ့ပုံကိုမရှိဘူးဆိုတဲ့အတ္တိသာဌာနာအလူရှင်ကြီးလည်းဖြစ်တဲ့ဒီမန္လိကမိဖုရားတို့ဟာ အဲ့ဒီတော့သာသနာမှာအခုလိုနေသွားတာလေပဲပြန်ပြီးတော့ကြည့်မယ်ဆိုရင်တို့ရဲ့ဘဝကိုဒါတခြားနဲ့နေတာလားကုသိုလ်နဲ့နေတာလားကုသိုလ်နဲ့နေတာဆိုတော့ဒါနေတဲ့အနေထားလေပဲအဲ့တော့အကောင်းဆုံးမဟုတ်ရင်တောင်မှအညံ့ဆုံးနေတော့မပါဘူးဟော ဲတော့သာသနာပြုကုသိုလ်တွေဒီလောက်ထင်ရှားတဲ့မှတ်တမ်းတွေရှိတယ်ဆိုကြတဲ့ကသာသနာမှာတော့အကောင်းဆုံးနှီးပါလောက်နှီးသွားတယ်ဆိုတော့နှီးရအနေနဲ့လည်းပဲအဲတော့အကောင်းဆုံးတဲမပါရင်တော့အညံ့ဆုံးနေတော့မပါတော့ဘူးတဲ့အေးအဲ့ဒီလောက်ကုသိုလ်တွေပြုထားတယ်ဆိုတော့နေစဉ်လေတို့ကတန်ဃာတော်အပါငါရာရီလှူဒန်းထားတာပဲအတ္တရိတဌာနကုသိုလ်ကြီးလေပြုထားတာပဲဆိုပြီးတော့ကိုကိုကိုတဲ့ ယုံကြည်စိတ်ချပြီးတော့နေလိုက်မယ်ဆိုရင်တော့မှန်မလားမှားမလားမေးရင်အမှားကြီးမှားမယ်လို့ဒီဇလန်ကပြောတယ်နော်အဲ့တော့ဒုဒရီဟာနေစဉ်နေစဉ်တန်ခါအပန်းငါရကိုလှူတာ တခတ်တရံတို့ကအကြောင်းကျူညီညွတ်တဲ့ခါလေးတူတာမဟုတ်ဘူးနေစဉ်ကို အပန်းငါရလှူတာဟိ နောက်အတ္တရိတဒါနကုသိုလ်ကြီးလည်းတို့ပြုထားတာပဲဒီလောက်ကုသိုလ်ကြီးများနေတာတို့ဘာမှအပေလေးကြားစရာမလိုဘူးတို့ဘဝစိတ်အေးရပြီလို့တချို့ဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့ဒါပေမဲ့လို့အဲ့ဒီလောက်ဖြစ်လို့မရဘူးတဲ့အဲ့တော့ဒီဇလန်းကိုဆက်သွန်းလိုက်တဲ့အခါကျတော့ဒီလောက်ကုသိုလ်ပြုထားတဲ့မန္လိကာမိဖုရားကြီးကွယ်လွန်အနိစ္စရောက်သွားတဲ့အခါကျတော့မန္လိကာမိဖုရားကြီးဖယ်ချသွားတာတယ်လေအပေချသွားတာနော် နေစဉ်နေစဉ်တန်ငါအပန်း900ကိုလှူတဲ့အလှရှင်ကြီးကိုယ်လွန်နေစရောက်သွားတော့ဘယ်ကျသွားတယ်အပေကျသွားတယ်အတ္တရိတဒါနအလှရှင်ကြီးကိုယ်လွန်နေစရောက်သွားတော့ဘယ်ကျသွားတယ်အပေကျသွားတယ်တဲ့ဩဒုဒရီဟာဒီကုသိုလ်တွေအများကြီးပြုထားတာပဲဆိုပြီးတော့စိတ်ချလို့တော့မရဘူးလို့ဒီဇလန်ကသင်ခန်းစာပေးတယ်နော် ေးအဲ့ဒီတော့အဲ့ဒါနဲ့မလိကမိဖုရားကြီးအပေချသွားတယ်ဆိုတော့ဘာဖြစ်လို့အပေချသွားတာလဲလို့ဝဇ္ဇနုစဉ်းစားတဲ့ခံမှာတော့ကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးကအမိတ်ရှိတယ်မတည်တတ်လို့အပေချတာกว่าတဲ့နော်တခွန်နေပြောတာပါလေလေမတည်တတ်လို့အပေချသွားတာတဲ့တည်နီးမကျွမ်းကျင်လို့အပေချသွားတာတဲ့အေးအဲ့ဒီတော့ ဒီလောက်ကုသိုလ်ကြီးပြုထားတာပဲအရှင်ဖေဟာသူတို့ကအပေကြသေးသလားဆိုတော့ကြာသေးတယ်ပဲပြောရမှာပေါ့နော်ကုသိုလ်ကြီးရှိတိုင်းအပေမကြဘူးလို့ပြောလို့တော့မရဘူးစိတ်ချရတဲ့ကုသိုလ်ကိုပြုထားမှအပေတကားပိတ်မှာစိတ်ပန်ချနိုင်တဲ့ကုသိုလ်ကြီးကိုလှုပ်ထားယုံနေတော့အပေတကားမပိတ်သေးဘူးတဲ့ဝိပဿနာတရားအလုပ်ဒီအားထုတ်ထားမယ်ဆိုရင်တော့ဒါအပေတကားပိတ်နိုင်တာပေါ့ အဲ့လိုမှမဟုတ်ရင်လည်းပဲသေနီးကျွမ်းကျင်လည်းအပင်မကြနိုင်ဘူးတဲ့အဲ့တော့အခုကုသိုလ်ကြီးရှိပါလျက်နဲ့မန္လိကမိဖုရားကြီးအပေချသွားတာကုသိုလ်မရှိလို့အပေချတာမဟုတ်ဘူးကုသိုလ်ရှိပါလျက်နဲ့အပေချသွားတာအဲ့ဒါကိုမဟုတ်စေတော်ဘုရားကြီးကဖြည့်ပြောတယ်ကုသိုလ်ရှိပါလျက်နဲ့အပေချသွားတာသေနီးမကျွမ်းကျင်လို့ ေးဒါဆိုရင်မန္လိကမိဖုရားကြီးဘလို့တည်သွားတယ်လဲလို့ပြန်ကြည့်လိုက်တဲ့အခါကျတော့မန္လိကမိဖုရားကြီးဟာပတိနေရီကောသလမင်းကြီးရဲ့အပေါ်မှာသူကမဟုတ်မဟုတ်လှုပ်ဆက်ဆင်ပြီးတော့သူပြောခဲ့တဲ့ပြုတ်ခဲ့တဲ့အမှုပြုတ်ခဲ့တဲ့အမှုတွေရှိတယ်တဲ့တေခံကြီးကြတော့အဲ့ဒီသူမဟုတ်မမှန်ပြုတ်လုပ်ခဲ့တာကြီးကိုတရိပ်သွားရတာ မန္တိကမိဖုရားကြီးကပတိနရီကောသလမင်းကြီးရဲ့ပေါ်မှာမဟုတ်မမှန်လှုပ်ချံပြီးတော့ပြောဆိုခဲ့တာရှိတယ်အဲ့ဒီမဟုတ်မမှန်ပြောဆိုလှုပ်ချံတော့ကတော့ပတိနရီကောသလမင်းကြီးကလူယိုးကြီးဆိုတော့သူကတော့ဩဒါဆိုရင်တော့အဲဒီလိုပဲဖြစ်မှာပေါ့လေဆိုပြီးတော့ပတိနရီကောသလမင်းကြီးကတော့စိတ်အေးသွားတယ် ဒါပေမဲ့လို့မဟုတ်မမှန်လုံးကြံပြောတဲ့ပုံကအဲ့ဒီတုန်းကတော့ဘာရမလဲငါသူ့အပေါ်မှာဒီလိုလှည့်စားလိုက်တာသူခံသွားရပြီမဟုတ်လားဆိုပြီးတော့အဲ့ဒီတုန်းကသူအနိုင်ရတယ်လို့ထင်ခဲ့တာဒါပေမဲ့လို့တေကန်ကြီးကြတော့ဩငါယူသားတဲ့ဘယင်ကြီးပေါ်မှာငါပြမခဲ့မိလေချင်းဆိုတော့စိတ်ကကောင်းသွားတာလားမကောင်းသွားတာစိတ်မကောင်းသွားတာဗျာ အဲ့ဒီတေဂန်နီကာလမှာငါယူသားတဲ့ဘယင်ကြီးရဲ့ပေါ်မှာမဟုတ်မမှန်နေပြောဆိုခဲ့မိလေခြင်းဆိုတဲ့စိတ်ကိုဗာစိလို့ခေါ်မလဲလို့မေးရင်နောင်တလို့ခေါ်တယ်။ဘာဖြစ်သွားတာလဲ။နောင်တဗျာ။ဒီကိရိနောင်တအကြောင်းပြောတယ်လို့မှတ်ပါ။အဲ့ဒီနောင်တကမကောင်းနာရီပြုခဲ့မိလေခြင်းလို့ဖြစ်တာကိုလေနောင်တလို့ခေါ်တယ်။ ကောင်းနာတွေမပြုတ်ခဲ့မိလေခြင်းဆိုတာကိုလေနောင်တလို့ခေါ်တယ်။အဲဒီတော့နောင်တမှာမှတ်ရမှာနှစ်ချက်ရှိတာပေါ့။မကောင်းနာတွေပြုတ်ခဲ့မိလေခြင်းဆိုတာလေနောင်တပဲ။ကောင်းနာတွေမပြုတ်ခဲ့မိလေခြင်းဆိုတာလေနောင်တပဲတဲ့။ဘယ်နောင်တမှာမကောင်းဘူး။အဲ့ဒီနှစ်ခုစလုံးကနောင်တဆိုတော့ကုသိုလ်လားအကုသိုလ်လား။ အဲအဲ့ဒီနောင်တစိတ်ကလေးဖြစ်ပြီးတော့ဝိညာဉ်ချုပ်သွားတယ်။ဒါဆိုတော့မန္လိကမိဖုရားကြီးကနောင်တစိတ်နဲ့ဝိညာဉ်ချုပ်သွားတော့ကုသိုလ်စိတ်နဲ့လားအကုသိုလ်စိတ်နဲ့လား။အကုသိုလ်စိတ်။ကောင်းတဲ့စိတ်နဲ့လားမကောင်းတဲ့စိတ်နဲ့လား။မကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုပ်သွားတယ်။မကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုပ်တယ်ဆိုကြတဲ့ကနောက်ထပ်ဘဝတွေရှိနေသေးရင်မကောင်းတဲ့ဘဝပေါ့။ အဲ့တော့တူတူပြောကြဆိုမန္လိကမိဖုရားကြီးအပေကြသွားတယ်မကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုပ်သွားတော့အပေကြသွားတယ်အဲ့ဒါဆိုရင်အဲ့တော့ကိုယ်လုံးအနိစ္စရောက်ခံဤမှာမန္လိကမိဖုရားကြီးဟာမကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုပ်သွားလို့သူအပေကြသွားတယ်မကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုပ်လို့မကောင်းတဲ့ဘဝရသွားတယ်ဒါကတော့ရှင်းသွားပြီ အဲ့ဒီချိန်ခါမှာမန္လိကမိဖုရားကြီးကအကေရွေမြန်စောစောကအတ္တိဒဒါနကုသိုလ်ကြီးဟူမြန်အာယုံပြုမိရင်အပေချာမာလာဒုက္ကတိရောက်မှာလားသင်္ဃာအပန်း၅ရာကိုလှူဒန်းနာတွေကိုမြန်တရိယပြီးတော့ဝိညာဉ်ချုပ်ရင်လည်းပဲဒါသူကတိမရောက်မှလားရောက်မှလားရောက်မှပါပဲအေးရောက်မှအဲ့တော့ ကွယ်လွန်နေစာရောက်ခံဤပြီးတေပေါ့တေဝရောက်ပြီဆိုရင်မကောင်းတာကိုအာယုံပြုရမှလားကောင်းတာကိုအာယုံပြုရမှလားအဲကောင်းတာကိုအာယုံပြုနိုင်အောင်ကြိုးစားရမယ်။အကယ်၍မကောင်းတာတွေပုထုဇဉ်မှန်တဲ့များကတော့မကောင်းတာအနည်းနဲ့များတော့မရှိကြမှလားရှိကြမှလား။ရှိကြမှာ။ဘယ်သူမှ၆ပြည့်ကင်းတော့မရှိပါဘူး။ အဲ့ဒီမကောင်းတာတွေရှိပင်ရှိညာတော်လဲပဲတဲ့တိဘောတိဝါရောက်သွားပြီဆိုရင်တော့အဲ့ဓာတွေမှန်သမျှပေါ်လာရင်တောင်ဖြောက်ပြရမယ်မကောင်းတာတွေပေါ်လာခဲ့ရင်တောင်မှဟိုနောက်ဆုံးမေတ္တာပို့ပြစ်လိုက်မေတ္တာပို့နိုင်ရင်ပို့ပြစ်တရားမှတ်တတ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့တရားအထုတ်နေကြဆိုရင်တော့တရားကိုမှတ်ပြစ်လိုက်တရားအထုတ်နေကြဆိုရင်တော့တခြားအကူအမှားလားတရားအကူအမှား တရားအကူရမယ်တရားကိုပဲမှတ်ပြလိုက်ဝေဒနာဝမှတ်နိုင်ရင်မှတ်စိတ်မှတ်နိုင်ရင်မှတ်ကိုမှတ်တတ်တယ်လို့နောက်ဆုံးဝင်လေထွက်လေမှတ်နိုင်ရင်လည်းမှတ်ပေါ့ဘလို့ပဲမှတ်မှအဲ့ဒီလိုတရားလေးကိုအာကိုပြီးတော့မှတ်နေရင်တရားနဲ့ဝိညာဉ်ချုပ်သွားရင် အပေတကပိတ်တယ်ဒီလိုမှမဟုတ်ဘဲနဲ့ကိုကမကောင်းတာတွေကိုအာယုံပြုမိလို့မကောင်းတဲ့စိတ်ကလေးနဲ့မြန်ဝိညာဉ်ချုပ်သွားရင်တော့မကောင်းတဲ့ဘဝရောက်သွားမှာအပေကျသွားမှာ အဲ့တော့မကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုံရင်မကောင်းတဲ့ဘဝရောက်နိုင်တယ်။ကောင်းတဲ့စိတ်နဲ့ဝိညာဉ်ချုံမှကောင်းတဲ့ဘဝရောက်မှာ။အဲ့ဒါကိုမန္တိကမေဖုရားကြီးနားမလဲရှာဘူးလို့ပဲပြောရမှာပေါ့။အဲ့ဒီလိုနားမလဲရှာတဲ့အခါကျတော့တေခဏီကာလမှာမကောင်းတဲ့စိတ်ဝိညာဉ်ဖြောက်ပြရမယ်ဆိုတာ तू သိရလား။မသိနိုင်ဘူးလို့ပဲပြောရမှာပေါ့။ အဲ့ဒီလိုမသိတဲ့ခါကျတော့မန္လိကမိဖုရားကြီးအပေချတော့တာကုသိုလ်ရှိပါလျက်နဲ့အပေချတော့တာကုသိုလ်မရှိလို့အပေချတယ်ဆိုတာခံတာသေးတယ်နော်ကုသိုလ်ရှိပါလျက်နဲ့အပေချတယ်ဆိုတော့အလွန်စိတ်မကောင်းစရာပဲအဲ့တော့အဲ့ဒါလေးကိုဒီကနေ့လူရှင်မိသားစုတွေအားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကသင်ငန်းစာမယူရမှလားယူရမှလားယူရမှအဲ့တော့ အခုနေရီးကနေပြီးတော့ဘယ်ထိတွေးထားမလဲမင်းသေရီးထီအောင်တွေးထားမယ်နော်နေရီးကနေပြီးတော့သေရီးထီအောင်တွေးထားရမယ်နေလဲနေတအောင်ကြိုးစားရမယ်သေလဲသေတအောင်ကြိုးစားရမယ်အဲ့တော့နေတဲ့ခါမှလည်းကိုကုသိုလ်စိတ်ကလေးနဲ့ဘုရားရှိခိုးလိုက်ဘယေယိုလိုက်ပဋ္ဌံယိုလိုက်မေတ္တာပို့လိုက်အမျှဝေလိုက်ဆိုတော့ဒါကောင်းသောနေခြင်းမြတ်သောနေခြင်းပဲပြမဝိဟာရ ပြမမြတ်သောဝိဟာရနေထိုင်ခြင်းပဲတည်တဲ့ခါမှလည်းပဲအဲ့ဒီလိုကုသိုလ်စိတ်နဲ့တည်ရင်တော့ဒါမြတ်သောတည်ခြင်းပေါ့အကုသိုလ်စိတ်နဲ့တည်ရင်တော့ဒါမမြတ်သောတည်ခြင်းပဲအခုမန္လိကမိဖုရားကြီးဟာကုသိုလ်ကြီးရှိပါလျက်နဲ့တည်သွားတော့ကုသိုလ်စိတ်နဲ့မတည်ပဲနဲ့အကုသိုလ်စိတ်နဲ့တည်သွားတာအရှင်းဆုံးပြောရရင် နောင်တနဲ့တည်သွားတာ အဲ့ဒီနောင်တကတော့လူတိုင်းလူတိုင်းမှာညာတော်အဖြစ်မဖြစ်နိုင်တာလားဖြစ်နိုင်တာဖြစ်နိုင်တာမကောင်းတာဒီပြုတ်ကဲမိလေခြင်းဆိုတာလေနောင်တကောင်းတာဒီမပြုတ်ကဲမိလေခြင်းဆိုတာလေနောင်တတဲ့နောင်တမှမကောင်းဘူးနောင်တဆိုကြတဲ့ကအကုသို့ပဲအဲ့တော့မန္လိကမိဖုရားကြီးကိုအပေပြစ်ချလိုက်တာအဲ့ဒီနောင်တကပြစ်ချလိုက်တာအဘိဓမ္မာအနေနဲ့တော့ကိုကိုစာလို့ခေါ်တာပေါ့ ကိုကိုစကအပင်ပစ်ချလိုက်တာလို့မကုဆရဘုရားကြီးကဒီလိုဆုံးဖြတ်ချက်ချလေအဲ့ဒီတော့ဒါဆိုရင်အရှင်ဘုရားဘယ်လိုလုပ်မလဲဆိုတော့ဒီကနေ့အလူရှင်မိသားစုကြီးနဲ့အလုံးတော်ဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကဘောရဘာသာရဲ့အပေါ်မှာထဲထဲဝင်ဝင်လိလာစီပူနေကြတဲ့တရားဓမ္မတွေဆိုတော့မကုဆရဘုရားကြီးရဲ့ဥပနိတ္တလေးကိုဥထိမ်မှထားပြီးဦးဇင်းများကဒီကနေ့တရားလေးကိုညီကုန်းချုပ်ရမယ်ဆိုရင် နောင်တဆိုတာကုသိုလ်လားအကုသိုလ်လားအဲ့ဒီအကုသိုလ်စိတ်နဲ့သိရင်အပေအနိဗ္ဗာန်ရောက်မှာလားအပေရောက်မှာလားအပေရောက်မှာဒုက္ခတိမရောက်ဘူးအပေရောက်မှာအဲ့ဒါကိုမဟုတ်ဆရာတော်ဘုရားကြီးကဟာအဲ့ဒီနောင်တစိတ်မြန်กว่าနောင်တစိတ်ကိုအရှုခံလို့သဘောထားလိုက်ဩဟောနောင်တစိတ်ကလေးဖြစ်တယ်ဆိုရင် နောင်တစိတ် နောင်တာစိနောင်တာစိလို့တည်တည်ချာချာတတိထဝရိယစိုက်ဉာဏ်နဲ့ကြည်ရင်ဒီနောင်တာစိတ်ကလေးဖြစ်ပေါ်လာတာကို မတွေ့ရမှာလားတွေ့ရမှာတွေ့ရမှာနောင်တာစိတ်ကလေးကိုတွေ့ရမယ်ဆိုတော့နောင်တာစိတ်ဖြစ်လို့ဖြစ်မှန်းသိရင်တမာရိမကင်၃မှအနည်းဆုံးခိနာပဲနောင်တာစိတ်ဖြစ်ရင်ဖြစ်မှန်းသိအောင်ကြိုးစားအားထုတ်တာကတမာဝါယမနောင်တာစိတ်ကလေးဖြစ်မှန်းသိနေတာကတမာတတိ အဲ့ဒီနောင်နာစိတ်ကလေးဖြစ်ရင် ဖြစ်မှန်းသိသိတော့အောင်နဲ့စိတ်ကလေးတည်ငြိမ်နေတာကတမ္မာတမာတိပဲတမ္မာဝါယမတမ္မာတတိတမ္မာတမာတိနောင်နာစိတ်ကလေးဖြစ်လို့ဖြစ်မှန်းသိရင်တမာတိမဲ့ကင်သုံးပါးကိန်းလေအဲ့ဒီနောင်နာစိတ်ကလေးကိုမိမိတို့ကညံနဲ့ကြိလိုက်လို့နောင်တစိတ်ကလေးပြက်သွားတာကိုပါမြင်အောင်ရှုမှတ်နိုင်ရင် နောက်ထပ်ပညာမဲ့ကင်နှစ်ပါးထပ်ကိန်းလေ နောင်တစိတ်ကလေးရဲ့အဖြစ်ကိုမြင်တာကတမာရီမေခင်၃ပါးအပြစ်ကိုမြင်တာကပညာမေခင်၂ပါးအဲ့တော့အဖြစ်သဘောနဲ့အပြစ်သဘောကိုမြင်အောင်နှလုံးသွင်းနိုင်မေခင်၅ပါးကိန်းနေအဲ့တော့လူရင်းပြောကြဆိုနောင်တစိတ်ကလေးကိုတတိထဝရိယဆိုင်ဉာဏ်နဲ့ကြည်နောင်တစိတ်ကလည်းပဲဖြစ်ပြီးမပြစ်ဘူးလား ဖြစ်ပြီးပြက်တာကိုမြင်အောင်နှလုံးသွင်းနိုင်လေဆိုရင် ဖြစ်ပြီးပြက်တယ်ဆိုရဲကမြဲလို့လားမမြဲလို့လားမမြဲဘူးဆိုတော့နေဆာလားအနေဆာလားအနေဆာအဲ့ဒီအနေဆာတရားတွေမှန်တယ်မြတ်ဖြစ်ချင်းပြက်ချင်းတို့ဖြင့်အနေဆက်ခံနေရတော့ချမ်းသာသလားဆင်းရဲသလားဒုက္ခလားဒုက္ခလားအဲ့ဒီဒုက္ခတရားတွေမှန်တယ်များတဲ့ကိုကမကြုံညင်ဘူးဆိုပြီးထိမ့်ချုပ်လို့ရပါမလား မရတာဒီပိုင်လိုလားမပိုင်လိုလားအတ္တလားအနတ္တလားဟောမမြဲတာကဘာသဘောအနေစသဘောစင်ရတာကဒုက္ခသဘောအစုမရကိုမပိုင်တာကအနတ္တသဘောလက္ခဏာဘယ်နှပါသုံးပါတဲ့အဲ့ဒီလက္ခဏာသုံးပါနဲ့စင်ရင်နိုင်ရင်လည်းကိုမကောင်းဘူးလားကောင်းပါတယ် ေးအဲ့ဒီလိုကြိုးစားပြီးတော့ဆင်ញင်းနဲ့အဖြစ်သဘောနဲ့အပြစ်သဘော မြင်အောင် ရှုမှတ်နိုင်တယ်အားထုတ်နိုင်တယ်ဆိုရင်တော့ဖြင့်တဲ့ကိုကအလေးချင်းနေအားကောင်းလို့အဖြစ်နဲ့အပြစ်ကိုမြင်အောင် ရှုမှတ်နိုင်တယ်ဆိုရင်ဖြစ်ပြီးပြစ်တာဟာတစ္ဆာအနေနဲ့ပြောပါတစ္ဆာဒုက္ခတစ္ဆာအဲ့ဒီလိုရှုတဲ့ဉာဏ်ကမေခတစ္ဆာတဲ့ဒါဆိုရင်တိရာကသမုဒိယတစ္ဆာနောက်ထပ်အနာကတ် ခန္ဓာဒုက္ခတွေခြုံငိမ့်ယုတ်သိမ့်သွားနိုင်တာကនិရောဓသစ္စာလို့အဲ့ဒီလိုနောင်တတရားလေးရဲ့အဖြစ်သဘောနဲ့အပြစ်သဘောကို ရှုမှတ်နှလုံးသွင်းနိုင်နေဆိုရင် နောင်တတရားလေးကို ရှုရင်းမှတ်ရင်းနဲ့နိဗ္ဗာန်တောင်မြတ်မောက်ပြုတ်သွားနိုင်နေဟောအဲ့ဒီလိုနိဗ္ဗာန်ကိုမြတ်မောက်ပြုတ်သွားတာဖေစိတ်ကိုတရားမှတ်လိုက်လို့နောင်တစိတ်လေးကိုတရားမှတ်လိုက်လို့ဗျာ နောင်တစိတ်ကနိဗ္ဗာန်ရောက်ကြောင်းလားအပေရောက်ကြောင်းလားအပေရောက်ကြောင်းအခုဘယ်ရောက်ကြောင်းဖြစ်သွားတာနိဗ္ဗာန်ရောက်ကြောင်းဖြစ်သွားတာဘလဝန္တာစီဟာကောင်းတယ်နော်ဟောအဲ့ဒါကိုဉာဏ်ကြီးရှင်လို့ခေါ်တာပေါ့အပေရောက်ကြောင်းကိုဘာရောက်ကြောင်းလို့ပြစ်တာနိဗ္ဗာန်ရောက်ကြောင်းလို့ပြစ်တာဗျာမဟုတ်စရောဖြည့်ရထပ်ပြောလိုက်သေးတယ်ကိလေသာဆိုတာကြောက်စရာမှမဟုတ်တာကိလေသာကြောက်စရာမဟုတ်ဘူးတဲ့ ညံနေတဲ့ပုံကိုယ်တွေတော်တော်ကြောက်စရာပေါ့နော်။ဟာနောင်တကြီးနဲ့ទីသွားရင်ကအပေကြမှာလို့ဆိုတာညံနေလို့တယ်။ညံကြီးတဲ့ပုံကိုယ်တွေကြတော့အဲ့ဒီနောင်တစိတ်ကိုတရားမှတ်ချလိုက်ရင်နောင်တစိတ်မှတ်ရင်းနဲ့ဘယ်တောင်ရောက်နိုင်တာ။နိဗ္ဗာန်တောင်ရောက်နိုင်တာတဲ့။ဒါကြောင့်ကိလေသာဖြစ်မှာမကြောက်နဲ့တဲ့။ကိလေသာကိုတရားမရှုမိမှာပဲကြောက်။ဘုရားဆရာတော်ဖြာကြီးရနော်အေးထားကြောင့် မမီတို့ရဲ့ရှင်တဲ့နှလုံးနဲ့ပုထုဇဉ်ပြီးပြီးတဲ့ပုထုဇဉ်တိုင်းမှာကိလေသာတော့မရှိဘူးလားရှိပါဘူးအဲ့ဒီကိလေသာကိုဒါတရားမှတ်တတ်အောင်လေ့ကျင့်ထားရင်ကြောက်เสียလို့သေးလားအဲ့ဒီကိလေသာကိုတရားရှုရင်းနဲ့ပဲတရားရသွားနိုင်တယ်လို့မှတ်ပါအဲ့ဒါကိုမန္တိကမေဗျာကြီးတို့ရဲ့ဇလန်ကနေပြီးတော့သင်ခန်းစာပေးပါတယ်နော် ဒါကြောင့်ဒီကနေ့လူရှင်မိသားစုတွေကို အလုံးသောယန္တကာယမ္မဆွမ်းတကာဆွမ်းမမိသားစုတွေအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုယ်တန်တန်မှဖြစ်တဲ့စိတ်ကိုတရားမှတ်တတ်ရင်အဲ့ဒီစိတ်ဟာကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်မကောင်းတဲ့စိတ်ပဲဖြစ်ဖြစ်အရှုခံလို့သဘောထားပြီးတော့ရှုညံလိုက်မယ်တရားမှတ်မယ်ဆိုရင်တရားတော်မှမရနိုင်တာလားရနိုင်တာလားရနိုင်ပါတယ်ဗျာ အေးအဲ့တော့မန္လိကမိဖုရားကြီးအခုအပေကြသွားတာဒီကိလေသာဝတ္ထုတရားရှုတတ်လို့လားမရှုတတ်လို့လားမရှုတတ်တော့ပဲကြသွားတာပဲကြသွားတာအကယ်၍ကိလေသာဝဒသူသူတရားရှုမှတ်ရမယ်လို့သိရင်အဲ့ဒီကိလေသာဝဒရှုမှတ်နိုင်ရင် အပေကြမှာလားနိဗ္ဗာန်ရောက်နိုင်တာလားနိဗ္ဗာန်ရောက်နိုင်တာအေးဒါကြောင့် အဲ့ဒီလိုနားလေသဘောပေါက်ထားမယ်ဆိုရင်တော့ဖြင့်တည်ရေးလဲကြောက်เสียမလိုဘူးတဲ့နေရေးလဲကြောက်เสียမလိုပါဘူးမန္တိကမိဖုရားကြီးရဲ့ဇလံကတော့ကုသိုလ်ကြီးရှိပါလျက်နဲ့အပေချသွားတယ်ဆိုတာကတော့သူတည်နီးမချွန့်ကျင်လို့လို့မကုဆရာဖျက်ရဆုံးပါတယ်နော်အေးဒါကြောင့်ဒီကနေ့လူရှင်မိသားစုတွေကိုအလုံးသောဓမ္မမိတ်ဆွေအဲနေနီးတွေဆိုတဲ့တရားလေးနဲ့ကျေးဇူးဆက်ပေးပါတယ်ဒါကြောင့် အရေးကြီးတဲ့နေရီရောတေရီရောမိမိတို့ကတတိထာဝရိယစိုက်ဉာဏ်ကလေးနဲ့စဉ်းရင်ပြီးတော့ဘဝကို အကောင်းဆုံးအောင်မြင်အောင်တည်ဆောက်နိုင်ရ၍ဘဝဒုက္ခမှန်သမျှမှလွတ်မြောက်ရအမှန်မြတ်နိဗ္ဗာန်ကိုလင်းမြန်စွာ မျက်မှောက်ပြုနိုင်ရသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒီနာမမေးမလျောမပေါမတန်ထက်တန်သောအပမာရတတိတရားဖြင့် သံပါတိထကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်းတည်းသာသာ